တိုက်ကဘာလို့နှောင်တာလဲတိုက်ကဘယ်အချက်တွေပြုလို့လို့နှောင်တာလဲကျေးဇူးနားဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုင်အကြောင်းဒီလိုတွေမမြင်တဲ့အကြောင်းတရားတွေကိုဒီဖို့အတွက်အကျွန်ုပ်ဆိုင်ကုန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ဆက်ရှိသူအတော်များများမေးကြတဲ့မိကုံလေးဖြစ်ပါတယ်ခင်ဗျာဒီမိကုံကိုအကျွန်ုပ်နားလည်လွယ်အောင်အချက်လေးတွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ကနောက်နေဆိုတာအောက်ပါအချက်တွေကြောင့်နောက်တက်ကြတယ် ဒီရချက်တွေကနံပါတ်၁ဘာသာတရားအားနည်းတဲ့အခါတတိပေးနှောင့်နှောင့်တက်ကြတယ်နံပါတ်၂၎င်းတို့ဟာကုသိုလ်ပြု အမြပေးဝေမေတ္တာပို့သမှုမရှိတဲ့အခါတတိပေးနှောင့်နှောင့်တက်ကြတယ်နံပါတ်၃ကုသိုလ်ကောင်းမှု ကြီးကြီးမားမားပြုလုပ်တဲ့အခါတွင်လည်းတတိပေးနှောင့်နှောင့်တက်ကြတယ်နံပါတ်၄တိုက်ဆက်မှန်းတရားအထူးတစ်ဖြစ်တိုက်ဆက်ကြီးသူများတွင် အဖြစ်များကြတယ်တတိပေးနှောင့်နှောင့်တက်ကြတယ်နံပါတ်၅ တိုက်ဆက်ကြည့်သူတွေ အားကိုးတို့ကံ ပြုလုပ်သောအခါတွင်လည်းတတိပင်းနောက်နောက်တကြရတယ်။နံပါတ်6မိမိတစ္ဆာဂတိများမတည်၍အချိန်တစ်ခုရောက်သောအခါတွင်လည်းတိုင်တောင်တကြရတယ်။နံပါတ်9တိုက်ဆက်ပဋ္ဌာန်းဆံမှာပြီးအမေကျော်၍ဒွေးတော်လန်းသောအခါတွင်လည်းတတိပင်းနောက်နောက်တကြရတယ်။နံပါတ်10သူတော်ကောင်းသူမြတ်လောင်းများပေါ်ကာယကံဝစီကံမနောကံ ကံသုံးပါးနဲ့ပြမားစော်ကားမိသူအားလဲတိုင်တောင်တကြရတယ်။နံပါတ် မိမိထားရှိခဲ့သောတာဝန်များမကြွေးပွင့်တော်၎င်းတိုင်တောင်တက်ကြရဲထိုထဲမှာမှမိမိကကျင်းစာကတိများနဲ့လာပါက ထိုထက်ဇူနိုင်ပါれခမနံပါတ်30တိုက်များရှိရာနေရာဌာနများတွင်အပြည့်တစ်ခုခု လုံးမိပါကလည်းတိုင်တောင်တက်ကြပါれနံပါတ်7 တိုက်တက်တန်းနေခြင်းအခါတိုင်းတွင်လည်းတတိပေးနောက်နောက်တက်ကြတယ်။နံပါတ်7မြေမြေဆောင်းရှောက်ရာဌာပနာရွှေငွေတို့ဟာမီးပေ၊လေပေ၊ရေပေ၊မြင်းကလင်ပေလက်နက်ပေတို့ကြောင့်ပျက်စီးယိုရင်သောအခါတိုင်းတွင်လည်းလူပြည့်ရှိအဆိုင်ရာအဆွတ်နှများအားတတိပေးနောက်နောက်တက်ကြပါတယ်။တရချံဆန္ဒရှပ်ပေါ်မူတည်ရင်လူပြည့်ရှိမိမိအဆက်အနွယ်သားသမီးများအားတာမန်နဲ့မတူဆောင်းရှောက်မှုနဲ့အတူတတိပေးခြင်းနှောင့်ခြင်းများပြုလုပ်ကြတယ်။ ဒါပေမဲ့ဝေချေးဆက်ဖို့နဲ့ပေးဆက်ဖို့လာသူတွေကတော့တိုက်ကနှောင်းတာမဟုတ်ပဲ၎င်းတို့ရဲ့ကံကြမာကကိုပါလာတယ်လို့ဆိုနိုင်ပါတယ်။ဒီရချက်တွေပေါ်မူတည်ပြီးတိုက်ကနှောင်းခြင်းတွေက မတူညီကြပါခင်ဗျာ။ဒီကျင်သူများရှိပါကအချက်တစ်ချက်ရှင်နှောင်းပုံနှောင်းလေးတွေကိုအကျွန်ုပ်ညံမိတဲ့လောက်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ကွန်မန့်တွင်ဆက်လက်တည်ကျင်ပါသေးသည်ဟုမှန်ပေပါခင်ဗျာ။ဒီနေရာမှာပြောပြချင်တာကစိတ်ဆွဲရမှာမဟုတ်ပဲဘိုးသူတာဖြစ်နေတာတည်မဲ့ကြပါခင်ဗျာ။ မိမိကကိုကိုကိုတိုက်ကအောင်တယ်လို့ခံစားရတာပဲဖြစ်ဖြစ်ချိန်စာဝကြွေးတယ်ကြံခဲ့တယ်လို့ခံစားရတဲ့သူတွေဟာဒီအဋိဋ္ဌံဝင်ဤကိုဝင်ပေးပါအဋိဋ္ဌံဝင်ဤလေးကတော့မြတ်စွာဘုရားရှင်ကိုရောမြကြီးဟာမာလာရေစင်ကလူပေးပါခင်မုန်ကြီးဆေပါမြမပြန်နဲ့နဲ့တွေ့၍ကြကြနာနာပူဇော်ရှိခိုးကြတော့ပါဘယေကြီးစတတ်တော့ဟာရွတ်ဆူပွားများပါတရဏဂောဟာပတိသုံးပတ်စိတ်ပါ ပြီးလင်ကံကြွေးချိန်စူတောင်းသစ္စာပြု၍ဝန်ခံကြတော့ကအမြပေးဝေနိုင်ပါတယ်ခင်ဗျာဒါကတော့အကျွန်ုပ်အချိန်ရရင်ရသလိုပြုလုပ်တဲ့အဋိဋ္ဌံဝင်နည်းကျင့်စဉ်လေးဖြစ်ပါတယ်ခင်ဗျာအစဉ်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာမိမိတို့ဒီရာခဲလာတော့လူဘဝကိုရရှိခဲ့ပြီးမိမိတို့ပြုလုပ်တဲ့ပြုလုပ်ထိုက်တာကိုပြုလုပ်ရင်း မိမိတို့သွားလို့ရဘုံဌာနအတီတီကိုအသိဉာဏ်ရှိရှိရွေးချယ်နိုင်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြရစီခင်ဗျာခုနှစ်နေနဲ့ရှစ်နေပွားတာသမီတို့တီစိတ်ချမ်းသာကိုယ်ချမ်းမှခြင်းနဲ့ပြည့်စုံ၍နေ့ရက်တိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်နေကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ